လူမှုကွန်ရက်ခေတ်ကြီးမှာသတင်းမှားတွေကလှည့်မြက်စွာပြန့်နှံ့နေပြီးလူလူကြားနားလည်မှုလွဲမစေကာထင်အောင်ထင်မှားဖြစ်အောင်ဖန်တီးနေပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလအတွင်းမှာလည်းဘလို့သတင်းမှားတွေပြန့်နှံ့ခဲ့လဲဆိုတာကိုမြစည်းမကနေတင်ဆက်တဲ့သတင်းအမှားများကိုတိုက်ဖြတ်ခြင်းအစီအစဉ်ကနေတုံးသက်တင်ပြလိုက်ပါတယ်။အော်တိုဘာလအတွင်းမှာလူစိတ်ဝင်စားမှုနဲ့ပြန့်နှံ့မှုများခဲ့တဲ့သတင်းတူကတော့ Skyline ချောင်းမြို့နယ်ကဘုံတူကျေးရွာကိုသတင်းကျွတ်လာပြနေမှာစေအုပ်စုဟာလေချောင်းကနေဘုံကျဲတဲ့သတင်းပဲဖြစ်ပါတယ် ဒီပုံကျဲမှုမှာစစ်တပ်နဲ့စစ်တပ်ထောက်ခံတဲ့ lobby တွေဟာအယက်သားတည်ဆုံမှုကိုလစ်လျူရှုပြီး ROE နဲ့ကိုက်ညီရလို့ဝါဒဖြန့်ထားတာတွေပါဝင်ပါတယ်တိုက်ပွဲသတင်းအမှားအနေနဲ့အရကတက်တော်ကိုစစ်ကောင်မရှိရေတက်ကပစ်ခတ်တယ်ဆိုတဲ့ရုပ်သံဖိုင်အမှား TNL ကမိုင်းခွဲလို့မိုးဒေသတာကြိုးကျတယ်ဆိုတဲ့သတင်းအမှားဆေးဥစုရင်နှန်းကို TNL ကပစ်ခတ်တယ်ဆိုတာ AI ဖန်တီးထားတဲ့သတင်းမှဖြစ်တဲ့အကြောင်းခလာရ298ကိုတော်လိုင်းတက်ဖွဲ့တွေရပြီဆိုတာဟာရုပ်သံဖိုင်အမှားဖြစ်ကြောင်းကွမ်းမြူနေကဆက်သွားတဲ့ဒုတိယကြိမ်ပုံကျဲခံရတယ်ဆိုတဲ့သတင်းအမှားတွေကိုစစ်ဆေးနိုင်ခဲ့ပါတယ်။ လူမျိုးရေးနဲ့ပတ်သက်လို့မုန်းစကားတွေပါဝင်တဲ့သတင်းမှားအနေနဲ့ရခိုင်မျိုးနွယ်စုဝင်အမျိုးသမီးတဦးကိုဘင်္ဂလားဒေ့ရှ်ရဲ့စစ်ကောင်တောင်တန်းဒေသမှာဘင်္ဂလားဒေ့ရှ်အစိုးရရဲ့တပ်တွေကပြစ်ခတ်တပ်ဖြတ်ခဲ့မှုနဲ့ပတ်သက်လို့လူမျိုးရေးမုံတရားဖြစ်အောင်ဖန်တီးပြီးသတင်းမှားရေးသားမှုတွေရှိခဲ့ပါတယ်။ပြည်ခိုင်မျိုးပါတီဥက္ကဋ္ဌဦးခင်ရဲ့အင်တာဗျူးမှာရှစ်လေးလုံးသမိုင်းကိုလိမ့်နေပြောဆိုထားတဲ့အကြောင်းကိုလည်းဖော်ထုတ်နိုင်ခဲ့ပါတယ်။အာဆီယံထိပ်သီးအစည်းအဝေးကိုအချမ်းဘတ်စစ်တပ်ကောင်းဆောင်မင်းအောင်လှိုင်ကတက်ရောက်မယ်လို့သတင်းမှားပြန့်နှံ့ခဲ့ပါသေးတယ်။ အခြားသောသတင်းအနေနဲ့စင်ကာပူနိုင်ငံကကိုဗစ် -19 လူနာအလောင်းကိုပထမဆုံးခွဲစိတ်ဖူးတဲ့နိုင်ငံလို့ဖြန့်ဝေပြီးတရုတ်မုန်တီးစကလုံးတွေပါဝင်တဲ့သတင်းအမှားပြန့်နှံ့ခဲ့ပါသေးတယ်။အော်တိုဘာလတွေပြန့်နှံ့ခဲ့တဲ့သတင်းအမှားတွေကလူမျိုးရေးနဲ့ဆိုင်တဲ့သတင်းအမှားတွေကိုပုံမှန်တွေ့ရှိခဲ့ပြီးပြည်သူလူထုအနေနဲ့သတင်းတွေကိုလက်ခံနေခါစစ်စစ်သုံးသပ်ပြီးမှယုံကြည်ဖို့အရေးကြီးပါတယ်။လူမျိုးရေးပဋိပက္ခဟာဘာသာရေးနည်းတူတက်ရောက်မှုကြီးနိုင်တဲ့ပဋိပက္ခဖြစ်တာကြောင့်ဒီလိုသတင်းအမှားတွေကိုတွေ့ရှိခဲ့ရင်တေချာဖက်ရှုသုံးသပ်ပြီးအချက်လက်မှန်တွေကိုရှာဖွေကြစေဖို့တိုက်တွန်းလိုက်ရပါတယ်။ မြစည်းမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်စစ်စစ်ခြင်းတဲ့တင်းနေရှိခဲ့ရင်မြစည်းမကိုပေးပို့လို့ရပါတယ်ပေးဖို့မယ်ဆိုရင် d.ly/agfbz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်ဆေးစီခြင်းတဲ့တရင်အကြောင်းအရာကို link နဲ့တကွပေးဖို့ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်။လောကောမီဒီယာရဲ့ဆက်လက်ရည်တည်မှန်ဖို့ပရိသတ်တွေရဲ့ထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာ member ဝင်ပြည့်စုံပြီးကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။